ောဆုံးပြန်ဆိုးရတဲ့ပွဲပေါ့ကိုလေးနဲ့ကိုငယ်နဲ့နှစ်ယောက်တွေ့ပွဲနောက်တစ်ပွဲကတော့ကိုလေးကိုလေးတယောက်တည်းဆိုးရပွဲဟုတ်နှစ်ပွဲတီးလိုက်ကြည့်တော့ကြတော့ဖြစ်တာ哦 EL ဟာတည်ပါအဲ့လိုအဲသူကတော့ပြစ်ချင်တာတန်းပြောတာပေါ့ကိုစရာမင်းလာဟောကျွန်တော်တို့ကျွန်တော်တို့ညီကိုအဲ့လိုပွဲရှိရပြအဲ့လိုသူကပွဲပုံစံကိုချက်ချင်းတန်းပြောတာပေါ့တော့ဒီလိုလို ပြည်သက်ကိုသူတို့အိမ်ကိုခေါ်ပြီးတော့တီးပြတဲ့ပုံစံမျိုးလုပ်ချင်တယ်ကျွန်တော်တို့ညီကိုနှစ်ယောက်တီးမယ်အဲကိုစရာမင်းကဘေးကနေကျွန်တော်တို့လိုက်ကာပြီးရန်ပြီးအာ EA ဟောကျွန်တော်အဲ့ဒါဘလို့ဟိုဘာမှမဟုတ်စိတ်မပူနဲ့အဲကျွန်တော်တို့ပေါ့ပါပဲသူကကျွန်တော်ပြန်ထိန်းတာပေါ့နော်ဟာပေါ့ပါပဲကျွန်တော်အရန်ဟိုကဖြစ်သွားမှာဆိုလို့ကြောက်သွားမှာဆိုလို့ဟာပေါ့ပါပဲဘာဖြစ်ဘူးကျွန်တော်လည်းအများကြီးဆိုအဲကျွန်တော်တီးရဆုံးမယ်အဲ့ကျွန်တော်ကျွန်တော်စိတ်ကို အဲ့လိုပေါ့အသက်ကိုပုံမှန်ရှူသူပြောတာနားထောင်နားထောင်နေဒါပေမဲ့တခုခုတခုဟိုတေချာဟိုဟာဖြစ်လိုက်တာတော့ငါဘာဖြစ်ဖြစ်တီးမယ်ဆိုရဲငါမအားလဲငါအားအောင်တီးမယ်ရအောင်တီးမယ်သူတို့ပြောတယ်ငါရအောင်တီးမယ်ဆိုရဲဟာဟိုအဲ့ချိန်မှာ decision ချလိုက်တာပေါ့နော်အဲ့အတွက်ကျွန်တော်ဟုတ်ကဲ့ဆိုပြီးတော့လက်ခံလိုက်တာပေါ့အမတ်တရားပေါ့တကယ်ဟိုဟုတ်တယ်အပြည့်တွေကကြည်နူးနေတာပေါ့အများကြီးကြည်နူးနေတာအာဂတာ အတီးခဲ့ရတယ်ဘဝမှာအမှတ်ကျွန်တော်ရဲ့အမှတ်တိုင်တစ်ခုပေါ့နော်ကျွန်တော်ရဲ့ဒီ career တခုမှာဒီလိုသူတို့တွေ ਨੇ ကျွန်တော်အများအားပြောသလိုပေါ့ကျွန်တော်ခေါင်းထဲမှာ မတွေးရတဲ့ဟာကြီးပေါ့နော်အဲ့ဒါကြီးကလုံးဝမတွေးထားဘူးလေဒီလိုဖြစ်လာလိမ့်မယ်လို့လေဟာတီးရလိမ့်မယ်လို့လေမတွေးတာဘာလို့ဆိုတော့အလန်လဲဝေးရသူတို့နဲ့လေကိုဟိုအသက်ရွယ်ရရောဘာဟုတ်ပေါ့နော်အလန်လဲဝေးရနောက်ပြီးအဆင်လည်းကွာပါတယ်ကျွန်တော်တို့ကဟိုတော်တော်ကြီးကိုဒီအောက်တန်းမှာရှိနေတယ်ဒါပေမဲ့လည်းအဲ့လိုခုနပြောသလိုပေါ့ဟိုကျွန်တော်ဆရာကြီးပြောသလိုအနောက်ကိုနောက်ကနေလိုက်လာလိမ့်မယ်ဆိုတဲ့စကားကိုကျွန်တော်ယုံကြည်တယ်ကိုကိုသွားမယ်လမ်းကို ကိုတဲ့သွားစီးနေပေါင်းလဲသွားအဲကိုလိုက်နာမယ်ကျင့်ဝတ်တွေလိုက်နာတခုခုကကိုနောက်ကနေအမြင်နဲ့လိုက်လာလိမ့်ငွေကြီးတို့လကောင်းဟုတ်လားကိုလိုက်ရှာနေတဲ့သူတွေကိုနောက်ကိုလိုက်နေတဲ့သူတွေရှိနေတယ်အဲ့လိုမျိုးရှိနေကျွန်တော်ယုံကြည်တယ်ဗျအဲ့ဥစ္စာတော့လေအဲ့လိုမျိုးအဲအကြောင်းလဲဟိုကျွန်တော်နဲ့အဆက်ဆက်ဆံလုံးဝမရှိကျွန်တော်တွေးမထားတဲ့ဟာမျိုးဖြစ်လာတယ်လို့ပဲကျွန်တော်အဲ့လိုမျိုးယူဆပါဟုတ်တယ်ဥစ္စာအဲ့လိုပေါ့နော်ဟိုတခါကတေးသနာပွဲမှာတော့ အသေးနာကိုညီလို့လုပ်တဲ့အဲအသေးနာမိတ်ဆက်တဲ့ပွဲတာပဲအဲသူတို့လာကြသူလာကျွန်တော်တို့ကကျွန်တော်ကလေးဝရတယ်ဗျာဒါကျွန်တော်ဟို IC ပွဲတော့ကြည်ဘူးတာပေါ့ကြည်ဘူးလေဆိုတော့ကျွန်တော်ပြည့်တဲ့တရားနည်းကြည်တယ်အဲ့မှာသူတို့အပြင်မှာစလိတ်တောက်နေတယ်ညီကိုညီကအော်တော့တော့တင်းတပုံသွားရိုက်တာအဲသူတို့လည်းကိုမသိဘူးအဲ့ဒီမှာမသိဘူးလို့ထင်တာပေါ့တော့မသိတော့ဘူးလို့ထင်တယ်ကိုအာညီလေးပါညာအပြည့်တဲ့တရားနည်းပဲသူတို့သိလိမ့်မယ်မသိတော့ဘူးထင်တယ်မသိတော့ဘူးထင်တယ်နောက်တော့ဘလူးဘလူးတိပေါ်လည်းမသိဘူးကိုလေးကိုယ်တိုင်အဲ့လိုသူသူ ဘိုင်နေနေပေါ့နော်သူ့ကိုသူ့ရှာပြီသူ့ကိုဆက်သွဲခြင်းနဲ့အဲ့လိုဆိုပြီးတော့အဲ့လိုလာတယ်လို့ကျွန်တော်သိရတယ်ဟုတ်သူကိုယ်တိုင်ဆက်တာဗျသူကိုယ်တိုင်သူမဆက်ခင်မှာရှေ့မှာတော့ကျွန်တော်ဟိုဆက်လိုက်မယ်ဆက်ရင်တော့ဟိုဟိုမဖြစ်သွားနဲ့ပေါ့နော်အဲပွင့်နေပြမလန့်သွားနဲ့ပေါ့နော်တေချာနားထောင်ပြီးတော့ကောင်းကောင်းမွန်မွန်ပြန်ပြောဆိုပြီးလူကြီးတယောက်ကကျွန်တော်အဲ့လိုပြောထားတာတော့ရှိတယ်အဲ့လိုမထင်ဘူးလေဘာ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 ကိစ္စမှလည်းမသိဘူးပြီးတော့မှသူဆက်တော့မှာ တို့ကိုဇီယာမင်းမာလာခမညာဆိုပြီးအဲ့လိုတံပြောတာခွင်းလင်းပြောရရင်ဟိုသူတို့နဲ့ဒါတမှုတွေတူတွေမကြုံဘူးလားပဲရှိရသူတို့သချင်းနဲ့ကြတော့ကျွန်တော်တို့ငငယ်တဲ့ကဗျာဟိုစိုင်းတီးတဲ့ကဗျာဒီဥစ္စာတွေကျွန်တော်တို့ကတီးခဲ့တာဗျာတည်ရမလားဟိုဘုံတိုင်းကျဲနေအောင်ဗျာတည်ရမလားအဲ့တော့တကယ်သူတို့အစ်စ်နဲ့ဒါမကြုံဘူးမယ်ကျွန်တော်အပြင်မှာ တီးနေခန့်နေရဥစ္စာတွေကသူတို့သချင်းတွေပဲဆိုတော့တချင်းပုံပါတော့ ဟိုဟာ insight တည်းမရှိဘူး insight တည်းမရှိဘူးဟိုမှားတာပြူတာအဲ့လိုမှားတာပြူတာလေလို့ကျွန်တော်ကြည့်မှာတော့မရှိဘူးအဲ့လိုမျိုးတော့ကျွန်တော်ကလည်းချူရတဲ့ improvise ပေါ့နော်တချင်းရကနေ improvise ပို့